အီလီသင်းကွင်းလယ်လူရူဘင်နာဘက်စ်ကပေါ်တူဂီလယ်ဝေးစင်သင်းဘောဘလူးနိုဖိုင်ဒက်စ်ကိုဆော်ဒီပိုလီလက်အသင်းနဲ့ပြောင်းလာဖို့ဆန္ဒရှိတယ်လို့ပြောခဲ့ပါတယ်။ရူဘင်နာဘက်စ်ကနိုင်ငံသင်းမှာရှိတဲ့အစားအသမားတွေအားလုံးကိုအီလီသင်းနဲ့ပြောင်းရွှေ့လာဖို့ကျွန်တော်ကြံပြုပါတယ်။ပေါ်တူဂီကရေသွေးရှိတဲ့အစားအသမားအများပြားမွေးထုတ်ခဲ့ပြီးဒါကိုဆက်လုပ်နေပါတယ်။ကျွန်တော်အတင်းမှာနိုင်ငံသင်းကဘယ်ကစားအသမားကိုမှမဆိုရှိသေးခြင်းလေလို့အီဘိုလာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့တာပါ။ Sorry Brody Glee အင်လေတင်းကဘလူးနိုဖိုင်ဒက်စ်ကိုလာမယ့်ဖီဘာကလပ်ကပဖလားပြန်ဝဲမတိုင်မီအတင်းလူစင်းနဲ့ထည့်သွင်းနိုင်ဖို့စူးစမ်းနေတာဖြစ်ပါတယ်။ အေလီနီယာဘရူနိုဗာရက်စ်ကိုသုံးတဲ့စာချုပ်တွေပေါက်သန်းတရာနဲ့ကန်လန်ပြုလုပ်ထားပြီးဘရူနိုဗာရက်ကသူ့ရဲ့ကန်လန်မှုကိုလက်ခံရင်ယူနိုက်တက်အသင်းကိုပြောင်းချွေချေပေါက်သန်းတရာနဲ့ကန်လန်မှုရှိနေတာပါဘရူနိုဗာရက်စ်ရဲ့အေဂျင့်နဲ့အေလီနီယာတို့ကပြည်ရဲ့ရက်ဘက်အတွင်းမှာတွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပြီးစာအုပ်မှာကလည်းယူနိုက်တက်အသင်းကထွက်ခွာမယ့်လမ်းလောက်စဉ်းစားနေတာဖြစ်ပါတယ်ဒီအချိန်မှာပေါ်တူဂီသင်းပေါ်ရူဘင်ဒါဗတ်စ်ကဘရူနိုဗာရက်စ်ကိုအေလီနီယာနဲ့ပြောင်းချွေလာဖို့မျှော်လင့်နေတာပါ ယူနိုက်တက်အသင်းဒီပြအောင်မရင်ကတော့အသင်းအချာနီလန်နေနဲ့ငွေကြေးရှာဖွေလို့ရတဲ့အတွက်ဘလူးနိုဖာရက်စ်ကိုအသင်းမှာဆက်ရှိစေချင်တယ်လို့ပြောထားပါဗျ။ယူနိုက်တက်အသင်းတွေပေပေါင်း190ပါဝင်ကစားထားတဲ့ဘလူးနိုဖာရက်စ်နဲ့အသင်းတို့ရဲ့စာချုပ်ဟာ2029ခုနှစ်ဇွန်လတက်တန်းရှိနေတာဖြစ်ပါတယ်။